ဒီကနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့လူတိနဲပြီမဲ့တာယာလှပတဲ့တောင်တန်းတွေရှုခင်းအလှတွေကိုပိုင်ဆိုင်ကြပြီးမတူကွဲပြားတဲ့ရိုးရာဝတ်စုံတွေချူစင်တဲ့အပြုံးမျက်နှာတွေကိုပိုင်ဆိုင်ကြတဲ့တန်းပလောင်လူမျိုးအကြောင်းပဲဖြစ်ပါတယ်တန်းပလောင်လူမျိုးတွေဟာမြန်မာနိုင်ငံတမကတရုတ်နိုင်ငံထိုင်းနိုင်ငံတွေမှာပါများပြားစွာနေထိုင်ပြီးအ धिक အလောက်ကင်မှာလက်ဖက်ဆိုးလက်ဖက်ချောက်အချိုးချောက်စားတဲ့စားတော့ကုန် PC တွေကိုစိုက်ပျိုးရောင်းဝယ် ြုလုပ်ကြပါတယ်ကိုကွယ်တိဘာသာမှာဘုံတာဘာသာကိုကွယ်ကြပါတယ်သူတို့မှာကိုပိုင်းစာပေရိုးရာရင်ကျေးမှုတွေရှိចောင်းစာတွေမှာလည်းတန်းစာပေတန်းရိုးရာရင်ကျေးမှုတွေကိုထက်တင်ကြားပေးနေပါတယ်လို့သိရှိရပါတယ်ပွဲလမ်းတစ်ပင်မှာဆိုရင်သူတို့ကိုပိုင်းရိုးရာအကတွေရိုးရာဝှစုံလေးတွေဝှစင်ပြီး ဖြောပြချပါတယ်။ဘုရင်တန်းပလောင်တိုင်းတားမောင်မယ်ရဲ့မတူကွဲပြားပြီးချစ်စရာကောင်းတဲ့ရိုးရာဝတ်စုံလေးတွေနဲ့ရိုးသားဖြူစင်တဲ့အပြုံးမျက်နှာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒီလိုချစ်စရာကောင်းတဲ့အပြုံးမျက်နှာနဲ့တာယာလှပတဲ့တောင်တန်းကြီးတွေရှုခင်းလေးတွေကိုကြိုက်နေတတ်တဲ့အလဲပတ်ခီးတွားချင်တဲ့ဆိုရင်ကျွန်တော်တို့တန်းပလောင်ဌာနေကိုလာလည်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဒီကနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။